ခြေခဲကတာကိုလူတော်များများကထိခိုက်ဒဏ်ရာတွေရတဲ့အခါမှာပဲကတ်တာအယိုးစစ်တွေနာတာနဲ့ကျွတ်သားတွေနာကျင်တာတွေကိုတတ်တာစီဖို့အတွက်ပဲအသုံးပြုကြရလို့သိထားကြရပါတကယ်တမ်းကကြတော့ခြေခဲကိုမျက်လုံးကပ်ပေးမယ်ဆိုလို့ရှိရင်ရပါတယ်နော်ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့မျက်လုံးကိုခြေခဲကပ်ပေးမယ်ဆိုလို့ရှိရင်ရရှိနိုင်မယ့်အကောင်းအကျိုးလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင် မျက်လုံးကိုရေကက်ကပ်ပေးတာကမျက်လုံးရောင်ရမ်းတာ၊နာကျင်တာနဲ့မျက်လုံးချောသွေးတာတွေကိုသက်သာစေနိုင်ပါတယ်။မျက်စိနာကျင်တာတွေကိုသက်သာစေဖို့တည်းလည်းမျက်လုံးကိုရေကဝက်ကပ်ပေးလို့ရပါတယ်နော်။မျက်လုံးကိုရေကဝက်ကပ်ပေးလိုက်တာကမျက်လုံးရဲ့အနီးတစ်ဝိုက်မှာရှိတဲ့သွေးကြောလေးတွေကိုကျန်းမာစေပြီးတော့မျက်ကွင်းညူတာနဲ့မျက်အိပ်ဖောင်းတာတွေကိုလည်းသက်သာစေနိုင်ပါတယ်ရှင်။တချို့မျိုးလုံးပြဿနာတွေကကြတော့ရေကဝက်ကပ်ပေးတာထက်ရေမြွေးဝက်ကပ်ပေးတာကပိုပြီးတော့သက်သာစေပါတယ်ရှင်။ ပထမဥပဒေအနေနဲ့မျိုးလုံး6တော်ပြပြခြင်းပါတယ်။မျိုးလုံး6တော်ကလည်းအဖြစ်များတဲ့မျက်စိပြဿနာတစ်ခုပါပဲเนาะ။မျိုးလုံး6လာပြီဆိုလို့ရှိရင်မျက်စိတွေကရားလာတာ၊ညည်းရဲရဲဖြစ်လာတာ ုဆက်ဆက်ဖြစ်လာတာပြီးတော့အလင်းနဲ့နေမခံနိုင်တာအမြင်အောင်ဝါတာလိုမျိုးခံစားရနိုင်ပါတယ်ရှင်မြေဆိတ်ချောက်တာကဘာဖြစ်လို့ဖြစ်ရတာလဲဆိုလို့ရှိရင်တော့မြေရီထိုးတဲ့ကလင်းတွေကလွန်လောက်တဲ့အဆိုးတွေကိုမထရနိုင်တဲ့အတွက်ကြောင့်ပါဒီလိုမျိုးမျက်စိတွေချောက်လာပြီဆိုလို့ရှိရင်တော့ရေခိုးကို ကပ်ပေးနိုင်တယ်လို့တချို့သောအခြေအနေတွေမှာဆိုလို့ရှိရင်တော့မျက်စင်းခတာနဲ့မြေရီတူခတာမျိုးတွေကိုလွှတ်ဆောင်ပေးလို့ရပါတယ်ဒီလိုမျိုးရေခိုးကပ်ပေးတာဆိုလို့ရှိရင်မြေရီတူခတ်တယ်လို့ပဲမျက်စိချောက်တာကိုတသားစေနိုင်ပါတယ်ရှင် ောက်တစ်ခုအနေနဲ့မျက်လုံးရောင်နာကိုပြပေးခြင်းပါတယ်မျက်လုံးရောင်နာကဓာတ်မတည့်တာကြောင့်ဖြစ်နိုင်တယ်လို့ကိုယ်ပိတ်ကိုယ်ဆက်တဲ့အခါမျိုးမှာလည်းဖြစ်နိုင်ပါတယ်ဒီလိုမျိုးအခြေအနေတွေကိုခန်းစားရပြီဆိုလို့ရှိရင်တော့မျက်စိကနေရေးပြီးတော့မျက်လုံးရောင်နာတက်ပါတယ်မျက်စိရောင်တဲ့အခါမှာမျက်လုံးချောက်တာမျက်စိတွေဝါရဒါဖြစ်လာတာမျက်စိအားရနာနဲ့မျက်ရည်ထွက်တာလိုမျိုးတွေကိုခန်းစားရနိုင်ပါတယ်ရှင် ဒီအခြေအနေကိုသက်သာစေဖို့အတွက်မျက်လုံးကိုရေကဝက်ကပ်ပေးလို့ရပါတယ်နော်။ဒါပေမဲ့ရေခဲထိတ်ပြီးတော့ကပ်မဲ့တပတ်စာကတော့တန့်စင်နေဖို့လိုပါတယ်။မျက်စိရောင်တဲ့အခါမှာမျက်စိကအယမ်းနာနေပြီးတော့ပုံမှန်ထက်မျက်ဝတ်တွေပိုထွက်တာနဲ့အလိမ့်နဲ့မခိုင်တာမျိုးတွေကိုဖြစ်တတ်ပါတယ်ရှင်။ နောက်တစ်ခုအနေနဲ့မျက်စိနာတာကိုပြပြပေးခြင်းပါတယ်ရှင်။မျက်စိနာစင်တိုင်းရဲ့အကြောင်းအရာတွေကအများကြီးရှိပါတယ်။မျက်လုံးတွေကိုပြင်ပအရာဝတ္ထုတစ်ခုခုဝင်သွားတာ၊တက်မတဲတာ၊ကိုးဝင်တာ။ဒါမှမဟုတ်ကိုကမျက်ကပ်မှတက်ထားရဆိုလို့ရှိရင်မျက်ကပ်မှကြောင့်မေးရမသာဖြစ်တာ၊ထိခိုက်မိတာ။ပြီးတော့ဒီမျက်ခုံဆက်မှာပေါ့နော်။ပြပလိုမျိုးအခုလေးတွေဖြစ်တာကြောင့်လည်းမျက်စိကနာနိုင်ပါတယ်ရှင်။ ဒီလိုမျက်စိနာတဲ့အခါမှာမျက်စိနာတာကြောင့်ရောင်ရမ်းနာကိုသက်သာစေဖို့အတွက်ရေခဲဝက်ကပ်ပေးလို့ရပါတယ်เนาะဒီလိုမျိုးရေခဲဝက်ကပ်ပေးလိုက်မယ်ဆိုလို့ရှိရင်เนาะမျက်စိနာတာကြောင့်ရောင်ရမ်းခြင်းတွေကိုသက်သာစေနိုင်ပါတယ်ဒီလိုမျိုးမျက်စိနာနေတဲ့အချိန်မှာမျက်လုံးကိုလက်နဲ့မပုတ်မိဘူးလို့ပြောပါတယ်เนาะတကယ်လို့မျက်စိနာတာကဓာတ်ရုပ်ပစ္စည်းတစ်ခုခုနဲ့ထိတွေ့မိတာကြောင့်ဖြစ်မယ်ဆိုလို့ရှိရင်เนาะမျက်လုံးကိုရေသွမ်းလေးနဲ့ဆေးပြီးတော့ချက်ချင်းကုသမှုခံယူဖို့လိုပါလိမ့်မယ်เนาะ နောက်ဆုံးအနေနဲ့မြက်ခွေးညူတာမြေအိပ်ဖောင်းတာကိုပြပေးချင်ပါတယ်။တချို့သူတွေမှာတခြားသူတွေထပ်ပို့ပြီးတော့မြက်ခွေးညူတာမျိုးတွေလည်းရှိတတ်တယ်လို့မြေအိပ်ဖောင်းတာမျိုးတွေလည်းရှိတတ်ပါတယ်။ဒီလိုမျိုးမြက်ခွေးညူတာမြေအိပ်ဖောင်းတာတွေကအသက်တွေရလာတဲ့အခါမှာပို့ပြီးတော့ဖြစ်တတ်တယ်လို့အေးပြားပြဿနာဆက်လိတ်တောက်တာမျက်လုံးကိုပွတ်တာပြီးတော့ခြေကုံလက်ပန်းကျတာရေဓာတ်ခန့်ချောက်တာတွေကြောင့်လည်းဖြစ်တတ်ပါတယ်ရှင်။ဒီအခြေအနေကိုသက်သာစေဖို့အတွက်ဆိုလို့ရှိရင်တော့မျက်လုံးတစ်ဝိုက်ကိုရေကဲခွေးကပ်ပေးလို့ရပါတယ်။ဒီလိုမျိုးရေကဲကပ်ပေးတာကမြက်ခွေးညူတာကိုရောမြေအိပ်ဖောင်းတာကိုပါအတိုင်းအတာတစ်ခု ဝိသတာစေနိုင်ပါတယ်ရှင်ဒီလောက်ဆိုလို့ရှိရင်မျက်လုံးဝင်ရက်ကက်ကပ်ပေးတာကဘယ်လိုမျိုးကောင်းကျိုးတွေကိုရရှိတယ်လဲဆိုတာကိုသိကြလောက်ပြီးလို့ထင်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုဖိုင်လေးတွေကိုတိဆက်ပေးသွားအောင်မလို့ဆက်လက်ဆောင်ကြည့်ရှုအားပေးကြပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်